စီးပွားရေးသမားတော်တော်များများရဲ့အိမ်မှာမြင်ရတဲ့အစိမ်းလေးရဲ့အဝါအောင်လေးရဲ့အနီရောင်လေးတွေနဲ့ဗေမတန်ကိုကြည်ညိုဝဲကောင်းတဲ့ဖရားတံတန်ကိုမြင်မှုကြပါလိမ့်မယ်။ဒီဖရားဥရှိကိုဖရားလို့ခေါ်ကြတယ်။ဘာကြောင့်ဥရှိကိုဖရားလို့ခေါ်ကြရလဲ။ဒီဖရားရဲ့တမိုင်းအောင်ဘလို့ကြောင်းရတယ်။ဖရားကိုအိမ်မှာတေချာလေးပူဇော်မယ်ဆိုလို့ရှိရင်တကယ်ပဲကျွန်တော်တို့လက်လာပါရီကျော်ဝလာမယ်ဆိုတာအမှန်ပဲလား။ဖရားတမိုင်းကိုကျွန်တော်တို့ပြန်ပြီးလေ့လာမယ်ဆိုအင်းဝါခစ်ကိုပြန်ပြီးတွားမှာဖြစ်ပါတယ် အင်းဝါခင်မှာအင်မတန်ကိုနာမည်ကျော်ကြားတဲ့ဘာမဲ့ဆရာတော်ဖျားကြီးရှိခဲ့ပါတယ်။ဘာမဲ့ဆရာတော်ဖျားကြီးကလောကီပညာရမှာတပတ်ကန်းကက်ကိုတက်ကြွတဲ့ပုံကိုဖြစ်ပါတယ်။တနည်းအားဖြင့်ဝိဇ္ဇတော်ကြီးတပါးလည်းဖြစ်ပါတယ်။သူ့เจ้าမှာနေစဉ်တဲ့အမြဆရာတော်ဖျားကြီးကိုအလုတ်ကျွေးလာပြုတ်တတ်တဲ့အင်းဝါမကြီးတန်းမှာနေတဲ့ဥရှိဦးလို့ခေါ်တဲ့เจ้าတကာကြီးတယောက်လည်းရှိပါတယ်။သူကတော့เจ้าဝေယဝုစာရီလုံရင်ဆရာတော်ဖျားကြီးရဲ့ဝေယဝုစာရီလုံရင်နဲ့ကပ္ပိယအနေနဲ့ ဆရာတော်ဖျားယိုပါရမီလာဖြစ်နေတဲ့ပုံပေါ်ကြီးတစ်ပါးပဲဖြစ်ပါတယ်။သူကနေ့စဉ်နဲ့မြဆရာတော်ဖျားယိုနေမိတာတွေနှိပ်ပေးတာတွေလုပ်ပါတယ်။ဘယ်တော့မှဆရာတော်ဖျားယိုနေမိနှိပ်ပေးရလဲဆိုတော့သူ့ရဲ့တထောင်တွေရတဲ့ကျွဲပခုံးလိုမျိုးပဲအမေးကြီးတွေပေါ့နော်။တမားရီအောင်တက်နေပြီလို့သူကပြောပါတယ်ဗျ။ဒီနေ့မှမင်းသားလေးတစ်ပါးကဆရာတော်ဖျားကြီးစီကိုရောက်လာခဲ့ပါတယ်။ဆရာတော်ဖျားဖျားပြီးတော့သူကမင်းသားသုံးပါးရှိပါတယ်တဲ့။ မင်းသား၃ပါအနက်တပားကတော့နေစားယာရုကိုရမှာဖြစ်ပါတယ်။လက်ရှိမှာနေစားယာရုကလည်းလစ်လက်နေတာဖြစ်ပါတယ်။အဲ့တော့အဲ့ယာရုကိုတပည့်တော်လိုချင်လာပါကြီးရဲဆိုပြီးတော့လာလျှောက်ပါတယ်။အဲ့ချိန်မှာပဲမဆိုင်မတွဆိုသူတို့ပဲဘာမဲ့ဆရာတော်ဖျားကြီးကသူစားဖို့ဟန်ပြင်နေတဲ့ကိုရက်လေးမှာထုံးလေးနဲ့ဆမာလေးဆွဲပြီးတော့မင်းသားလေးကိုပေးလိုက်ပါတယ်။အပြင်၃ရက်အတွင်းနေစားမင်းဖြစ်နေမယ်လို့လည်းဂရုပြုလိုက်ပါတယ်။ဒီချင်းယာရုလည်းဥရှိဟိုက မြင်တွေ့သွားခဲ့ပါတယ်ခင်ဗျာအဲဒီနောက်မှာတော့အမတ်တအူးကရောက်လာပြန်ပါသေးတယ်ဗျာအဲဒီအမတ်ကြီးကလည်းသူတို့အမတ်၅ဦးရှိတဲ့အကြောင်းအမတ်ချုပ်ကြီးယာရုကလစ်လက်နေတဲ့အကြောင်းဒီတော့ကြောင့်သူကိုယ်တိုင်ကအမတ်ချုပ်ယာရုကိုလိုချင်ကြောင်းသူ့မှာအပြိုင်ဆိုင်၅ဦးလဲရှိနေကြောင်းသူကအချိန်ချင်းခါဆရာတော်ကြီးကိုလာပြီးတော့ရှောက်တင်ခဲ့ပါတယ်အဲဒီအချိန်မှာဆရာတော်ဖျားကြီးကတပြေညို့ခွန်းနဲ့ညို့ကိုဂါရာ၂အုပ်စုပ်ပြီးတော့ မမ်းမုတ်ပြီးတော့မှအဲ့ဒီအမှတ်ကြီးကိုပေးလိုက်ခဲ့ပါတယ်ခင်ဗျာပြီးတော့ဆရာတို့ကြီးကဘလို့မိတ်နိုင်လဲဆိုတော့တကားအမှတ်ကြီးတဲ့9ရက်တွင်းမှာပဲတင်းလိုချင်နေတဲ့အမှတ်ချုပ်ကြီးယာတို့ကိုတင်းအေကန်မုတ်ချရပါလိမ့်မယ်ဆိုပြီးတော့မိတ်ခဲ့ပါတယ်အဲ့လိုနဲ့အမှတ်ကြီးလည်းပြော်ပြီးတော့ပြန်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာပဲကုန်တယ်တူထပ်ရောက်လာခဲ့ပါတယ်ခင်ဗျာ ဲဒီကုံတေကလည်းဆရာတော်ဖျားကြီးကိုဒီလိုလေးလာလျှောက်ခဲ့ပါတယ်ဖျားကြီးတော့ကုံတေလေးဖြစ်ပါတယ်ဗျာတဲ့ဖျားကြီးကလုံလာလည်းရှိပါတယ်ဝိရိယအားလည်းရှိပါတယ်ဉာဏ်ပညာလည်းရှိပါရဲ့နဲ့ဖျားကြီးတော့ဒီကုံတေကြီးမဖြစ်ပဲကြံ့ကြာနေပါတယ်ဖျားကြီးတော့ကုံတေကြီးဖြစ်ကျင်လုံလာပါကြီးရဲ့ဆိုပြီးတော့ဆရာတော်ဖျားကြီးကိုလာရောက်ဥတိုက်ပြီးတော့လျှောက်ထားပါတယ်အဲမှာဆရာတော်ဖျားကြီးကသူ့ရဲ့ဆောင်းအင်းလေးတစ်ချက်ကိုထုတ်ပြီးတော့ကုံတယ်လေးကိုချီးမြှင့်လိုက်တယ်။ကဲကုံတယ်လေးရေတဲ့။တင့်မှာရှိတဲ့ကုံတွေအမြန်ဆုံးရောင်းထွက်ပြီးတော့အမြန်ဆုံးနဲ့အများကြီးရပြီးတော့တင်တပတ်အတွင်းမှာပဲကုံတယ်ကြီးဘွားကိုအေကံမုတ်ချရပါလိမ့်မယ်ဆိုပြီးတော့ဆရာတို့ကြီးက မင်းရပါတယ်။ဘုံသေးလေးလည်းပျော်ပြီးတော့ပြန်သွားခဲ့ပါတယ်။မကြခင်ဆရာတော်ဖျားကြီးဂရီကိုပြုတ်ပြီးတော့ဩဝါဒနမိတ်ပေးခဲ့တဲ့အချိန်ကာလတွေမှာပဲမင်းသားလေးရောအမတ်ကောဂုံသေးလေးရောရောက်ရှိလာခဲ့ပါတယ်။မင်းသားလေးကလည်းနေစားမင်းကြီးဖြစ်နေပါပြီ။ဂုံသေးလေးကလည်းဂုံသေးကြီးဖြစ်နေပါပြီ။အမတ်ကလည်းအမတ်ချုပ်ကြီးဖြစ်နေခဲ့ပါခင်ဗျ။ဒီချင်းရီကိုမြတ်ဝါထင်တဲ့အစာဆုံးမြင်ခဲ့တဲ့ပုဂ္ဂိုလ်ကတော့ဆရာတော်ရဲ့ဘေးနားမှာဝကြီးဝင်းငယ်စောင့်ရှောက်ပေးနေတဲ့ဥရှိဘိုးပဲဖြစ်ပါတယ်။ ဘူးရှေဦးကဒါတွေကိုမြင်တဲ့အခါမှာအင်မတန်ကိုအံ့ဩသွားသလိုမျိုးစိတ်လဲစိုးသွားပါတယ်။သူစိတ်ဆိုးကြောင်းကိုလည်းဆရာတော်ဖျားကြီးကိုသူကထုတ်ပြောလာခဲ့ပါတယ်။သူကဒီလိုလေးရှောက်ခဲ့ပါတယ်ခင်ဗျာ။အရှင်ဖျားမနေ့တနေ့မှတွေ့ရတဲ့လူတွေတောင်မှနေချင်းညာချင်းဘဝတွေပြောင်းပြီးအရှင်ဖျားကိုယခုလိုလာရောက်ပြီးတော့ဂါရတော်ပြုနေကြပြီ။ဖျားတပည့်တော်တော့အရှင်ဖျားရဲ့ခြေတော်ရင်းမှာဒီလိုမျိုးအလှုပ်ကြီးပြုနေပြီးတော့တပည့်တော်ရဲ့တထောင်တွေတောင်မှကျွဲပခုံးထနေပါပြီဗျာတဲ့။ဖျားတပည့်တော်ကအရှင်ဖျားကြီးမကြည့်ရှုရရောလားဆိုပြီးတော့သူကရှောက်ပါတယ်။အဲဒီနောက်မှာတော့သူကဗာဆက်ပြောလဲဆိုတော့ ရှင်ပြရဲ့ဘုရားတပည့်တော်ကဒီမကြီးတဲ့နောက်ကိုမပြောပါနဲ့တဲ့အင်းဝတပည့်လုံးမှာမှတပည့်တော်ကမွဲတဲ့ပုံကိုမရှိတော့ပါဘူးဆိုပြီးဆရာတို့ကရှောက်ခဲ့ပါတယ်ဆရာတို့ကတပည့်တော်ဘာမှလည်းမချီးမြှင့်ဘူးဆိုပြီးတော့သူကအပူကတ်တဲ့ပုံစံမျိုးပေါ့နော်ကလေးတယောက်လိုပေါ့ပြီးတော့သူကပြီးတော့ဇကွဲနေတဲ့မကြီးရောက်ကိုပဲပြုတ်ပြုတ်တောင်းနေရတာကြာခဲ့ပါပြီတပည့်တော်ဘာလို့ကြီးပွားအောင်မလုပ်ပေးရလဲဆိုပြီးတော့ဆရာတော်ဘုရားကြီးကရှောက်တယ်ဗျအဲ့တော့ဆရာတို့ကဒီလိုလေးမိတ်ပါတယ်ဟဲ့ရွှေအိုးတဲ့နေငါးစင်ကဘဏ္ဍာခါများတောင်းမယ်ဘူးလို့လေတဲ့နေကမတောင်းလဲရနေတဲ့ကုသိုလ်တွေက ငါ့ကိုလုံချေးပြူရနေတဲ့နေနေတိုင်းရနေပြီလေတဲ့နေကုသိုလ်နဲ့မလုံလောက်ဘူးလားအဲ့မှာဥရှိဘောကပြောလဲဆိုတော့အရှင်ဘုရားတဲ့ကုသိုလ်နဲ့တော့လုံလောက်တာပေါ့ဗျာတဲ့တန်တရာအတွက်တော့လုံလောက်တာပေါ့ဗျာတဲ့ဒါပေမဲ့ဘုရားတပည့်တော်ဒီဘောကမှလည်းချမ်းသာသာပြည့်ပြည့်စုံစုံပြီးတော့နေခြင်းပါရဲ့ဘုရားဆိုလို့သူကလျှောက်ပါတယ်လောကီပညာရဲ့တွေဆိုတာတဲ့တောင်းမှပေးလို့ရတာလေတဲ့နေငါစီကဘာတောင်းမှုလို့လဲဆိုပြီးဥရှိဘောကိုဆရာတော်ကြီးကပြန်မိတ်ပါတယ်ဥရှိဘောကလည်းရွက်ပြီးတော့ဘာပြန်ပြောလိုက်လဲဆိုတော့ တောင်းမပေးဆိုအခုတောင်းမယ်ဗျာတဲ့တပည့်တော်ကိုတထေးတစ်ကျော်ကြီးအဖြစ်ကိုနေချင်းညာချင်းပြောင်းသွားအောင်ကူညီပေးပါဗျာဆိုပြီးတော့သူကတောင်းတယ်ဗျာအဲ့တော့ဆရာတော်ဖျားကြီးကရည်ပြီးတော့ဗာပြောလိုက်လဲဆိုတော့အေးအေးတဲ့ဟုတ်ပြီဟုတ်ပြီတဲ့နင့်ရဲ့ဖျားစင်မှာကျွန်းသားနဲ့အနည်းဆုံးညံတော်6လက်မှရှိတဲ့ဖျားစင်နူတော်လေးကိုထုလုပ်ပါတဲ့အဲ့ဒီမှာစင်နူတော်ရဲ့တင်ကန်းရောင်ကိုအနီရင့်ရဲ့ရောင် ချဲ့ပြီးတော့ပူဇော်ပါတဲ့။ပလင်တော်ကိုတော့အစိမ်းအောင်တောက်တောက်ချဲ့ပြီးတော့ပူဇော်ပါ။ဦးကောင်းတော်တွေမျက်နှာတော်တွေကိုလုံးတော်တွေနဲ့လက်ဝါးတော်တွေတော့တက်နိုင်တယ်ဆိုလို့ရှိရင်ရွှေအစ်စ်ချပါမတက်နိုင်ဘူးဆိုလို့ရှိရင်လည်းအဝါရောင်တောက်တောက်နဲ့ပူဇော်ပါဆိုပြီးတော့ဆရာတော်ကြီးကမိန့်ခဲ့ပါတယ်။အဲဒီနောက်မှာလည်းဂါရာလေးတစ်ပုဒ်ကိုဆက်ပြီးတော့ချီးမြှင့်ခဲ့ပါတယ်။အဲဒီဂါရာလေးရွတ်ဆိုပူဇော်ပြီးတော့ခုနထုလို့ပူဇော်ခိုင်းတဲ့ဖရာကိုပူဇော်ပြီးတော့နေ့စဉ်နဲ့အမျှပန်းရည်ချမ်းစီမီကတ်လူရင်းဒီဂါရာလေးနဲ့ပူဇော်ရင်းမပြတ်ပြုတ်လို့ပြီးတော့ တတိယကြွယ်ကြီးအမြန်ဆုံးဖြစ်အောင်ဆိုပြီးတော့ဆူတောင်းခိုင်းပါတယ်ခင်ဗျာဂါရာလေးကိုလည်းကျွန်တော်ဘုဒ္ဓတအနေနဲ့ထည့်သွင်းပြလိုက်ပါတယ်ဗျာအေဝံအစိန်တိယဗုဒ္ဓဗုဒ္ဓကုဏအစိန်တိယအစိန်တိယပတ္တနံဝိပါကောဟောတုဘာမအစိန်တိယဆိုတဲ့ဂါရာလေးပဲဖြစ်ပါတယ်ဥရှေဦးလည်းအဲ့ဒီဂါရာလေးကိုရေးပြီးတော့မှမှတ်ခဲ့ပြီးတော့မှဆရာတော်ကြီးရဲ့အကြောင်းအရာတွေပြီးတော့မှအေဝံအမြန်ဆုံးပြီးခဲ့ပါတယ်ပြီးပြီးတော့ပဲဆရာတော်ကြီးခိုင်းတဲ့အရာတွေကိုသူချက်ချင်းပဲပြီးလုပ်ပါတယ်အဲ့လိုပြီးပြီးတော့လောက်ကင်ဆောင်ရွက်တဲ့နေရာမှာလည်း ဈေးချေတဲ့ပုံကူတော့မှသူကဈေးဖို့ရှင်းစရာမရှိတဲ့အတွက်ကြောင့်ဈေးချေတဲ့ပုံကူတွေကိုအကူအညီတောင်းခဲ့ပါတယ်။ဒီပုံကူတွေကလည်းဥရှေဦးကြီးကဆင်းရဲမွဲတေလုံးလုံးတနာပြီးတော့ဝိုင်းဝန်းကူညီပေးခဲ့ကြပါတယ်။အဲလိုနဲ့ဖျားဆင်းတော်လေးမှာအဝါရောင်ရဲ့အစိမ်းရောင်ရဲ့အနီရောင်လေးရဲ့နဲ့အင်မတန်တပ်ပယ်စွာနဲ့ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုနဲ့ပြုတ်လောက်လာတာတပတ်လောက်ပဲရှိသေးတယ်ဗျ။ဥရှေဦးကြီးကိုဘယ်ကနေဘလို့ရောက်လာတဲ့လူတွေမှမသိပဲနဲ့ဥရှေဦးကြီးကယုံကြည်ရတယ်။ဥရှေဦးကြီးကအားကိုးလို့ရတယ်စိတ်ချရဲဆိုပြီးတော့ငွေတွေလာပန့်ပိုးပေးတယ်အလောက်ကိုင်းနေဆောင်ရွက်ခိုင်းတယ်။တနည်းအားဖြင့်လူယုံနေနဲ့စပြီးတော့ပတ်သက်ကြတာပေါ့နော်။ ဲ့လိုနဲ့လောက်ကိုင်းနဲ့ဥရှေဦးကလမ်းစားတွေပေါ်လာပြီးတော့မှသူကတဖြည်းဖြည်းချင်းအလုံးနဲ့ငွေနဲ့မပြတ်ရလာခဲ့ပါတယ်။အကျိုးပေးရတော်တော်လေးကိုမြန်လုံးတယ်လို့ပြောမယ်ပြ။ဒီလိုနဲ့၃နှစ်ဆိုတဲ့ကာလတစ်ခုကိုရောက်သွားတဲ့ခါမှာတော့အင်းဝဘယင်ကြီးကိုယ်တိုင်ကဥရှေဦးကိုတထေးဘွဲကိုပေးရတဲ့အထီကိုဥရှေဦးကြီးကအင်မတန်ကိုကြွယ်ဝချမ်းသာတဲ့ပုံကိုကြီးတပါဖြစ်သွားခဲ့ပါတယ်။ဒီပုံကိုကြီးကတစ်ချိန်လုံးကအင်းဝမကြီးတန်းမှာစကွဲတွေကြိုကြိုပြီးတော့တောက်ပြီးတော့အသက်ရှင်တန်နေရတယ်ဆိုတာကို ဘယ်သူမှယုံမှာတော့မဟုတ်တော့ပါဘူး။အဲလိုနဲ့ဥရှေအိုးရဲ့နောက်မျိုးဆက်တွေဖြစ်တဲ့မျိုးဆက်80တိုင်တိုင်ဒီစင်းနူတော်လေးဥရှေအိုးဖျားလေးကိုပူဇော်နေရင်းနဲ့ကြီးပွားတိုးတက်မှုတွေကမယံမနာရရှိခဲ့ပါတယ်။အင်းဝါဘရင်ကိုယ်တိုင်ကလည်းဘရင်အဆက်ဆက်တိုင်းကလည်းဥရွှေအိုးမျိုးဆက်80လုံးကိုတကြွယ်ဘွဲကိုအချိန်ချင်းပေးအပ်ခဲ့ပါတယ်ခင်ဗျာ။ဒီအကြောင်းအရာတွေကတော့ကျွန်တော်တို့ဖက်ရှုမှတ်သားဘူးသမျှဥရွှေအိုးဖျားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ဲ့တော့ဘာမဲ့ဆရာတော်ဖရာကြီးကလည်းလောကီအစီရင်နေလောကီလမ်းကြောင်းမှာအင်မတန်ကိုနာမည်ကျော်ကြားတဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကြီးဖြစ်ပါတယ်။ဒီနေ့အဖြစ်ဥရှေဟိုဖရာကလည်းကျွန်တော်ဗုဒ္ဓဘာသာတွေရောဖရာစင်းတော်နဲ့ပတ်သက်ပြီးတော့ကိုယ်ပဲယုံကြည်ကြတဲ့ပုံကိုယ်တွေမှာရောဥရှေဦးဖရာကလည်းယနေ့ထိတိုင်အောင်စီးပွားလက်လာတွေကိုစောင့်ခြင်းပေးတဲ့ဖရာစင်းတော်အဖြစ်နဲ့နာမည်ကြီးထင်ရှားကြော်ကြားလေးရှိနေပါတယ်ကျွန်တော်တို့ကလည်းယုံကြည်တယ်ဆိုလို့ရှိရင်ခုနခါလေးတွေပူဇော်မယ်ဥရှေဦးဖရာကိုလည်းပူဇော်မယ်ဆိုလို့ရှိရင်ကိုယ်တွေအကျိုးကျေးဇူးတစ်ခုခုတော့ရမှာပေးကြပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော် ပြောပြချင်တာနှစ်ချက်ရှိရပါတော့။ကိုကဥရှိဟိုဖရားမမဟုတ်ဘဲနဲ့ဖရားစင်းတော်တွေကိုဗုဒ္ဓဂုံတော်တွေကိုရည်စူးပြီးတော့တက်ရှိဖရားအနေနဲ့ကိုယ်ွယ်ပူဇော်မယ်ဆိုလို့ရှိရင်တေချာပေါ့ကုသိုလ်တွေကတော့အနန္တရမှာ အေကံမလွဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုတင်ဆက်ခဲ့တဲ့အကြောင်းအရာလေးကတော့ဥရှေဦးဖျားနဲ့ပတ်သက်တဲ့ဘူးတုကရဘွယ်အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေအနေနဲ့ဒီအကြောင်းအရာလေးကိုနှစ်သက်တဲ့သဘောကျတယ်ဆိုကျွန်တော်တို့ရဲ့ channel လေးကို like share subscribe and see first လေးလုပ်ပြီးတော့ update ကြပါအောင်ကျွန်တော်ပြန်ပြီးဆွေးနွေးချင်တဲ့အကြောင်းအရာရှင် comment လေးတွေမှာရေးပေးကြပါနောက်ထပ်ကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးစီချင်တဲ့အကြောင်းအရာလေးတွေကိုတောင်းဆိုချင်တဲ့ဆိုရင်လည်း comment လေးတွေမှာစာလေးတွေခြံထားပေးပါခင်ဗျာကျွန်တော်တို့နောက်ထပ်မတူညီ क्वे ပြတဲ့ဇာတ်လမ်းတွေတင်ဆက်ပုံတွေနဲ့စောင့်မျှော်နေပါအောင်မယ်လို့ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ပြန်လည်ဆုံကြပါလို့ဗျာ